င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အေးရဲ့ထိုးစစ်ကိုကာကွယ်ရန်နဲ့စစ်ကိုယ်ရဲ့အချိန်မီဖြစ်တင်နိုင်ရန်ရွှေတောင်မြို့နယ်မှာလေရင်ကွင်းနဲ့လေရင်ပြေးလမ်းကိုစစ်ကောင်စီကအမြန်ဆောက်လုပ်ပြီးစစ်လေရင်စဉ်သက်မှုတွေကို စမ်းသပ်လုပ်ဆောင်နေပါတယ်။ရန်ပုံငွေမလုံလောက်တော့လို့ မြန်မာနိုင်ငံကလူရည်တပန်းအတွက်စစ်နေကအထောက်ပံ့တွေကိုရဆိုင်မယ်လို့ကုလသမဂ္ဂစစ်နေကအဖွဲ့ WFP ကကြေညာတဲ့တွင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းတဲ့နေ့ကိုတက်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ဘကိုးတိုင်းတွင် A ရဲ့ထိုးစစ်ကိုကာကွယ်ရန်အတွက်စစ်ကူတွေအချိန်မီဖြစ်တင်နိုင်ရေရွှေတောင်မြို့နယ်မှာလေရင်ပြေးလမ်းကိုအမြန်ဆောက်လုပ်ပြီးစစ်လေရင်ပြတ်တန်းစစ်သက်မှုတွေကိုစတင်စမ်းသပ်လှုပ်ဆောင်နေရလို့လည်းသိရပါဗျ။ဘကိုးတိုင်းရွှေတောင်မြို့နယ်နဲ့တဲကုန်းမြို့နယ်အဆက်မှာစစ်ကောင်စီက လေရင်ပြေးလမ်းတဲ့လေရင်ကွင်းတစ်ခုကိုအမြန်ဖောက်လုပ်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့စစ်လေရင်ပြတ်တန်းစစ်သက်မှုတွေကိုလှုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။ A ရဲ့ရှေ့တိုးလာတဲ့ထိုးစစ်ကိုကာကွယ်ရန်

ရခိုင်နဲ့ပဲခူးဒေသတွေမှာလေရင်တက်ခတ်မှုတွေလှုပ်ဆောင်ရန်အတွက်စစ်တပ်ကလေရင်ကွင်းနဲ့ပြေးလမ်းကို အမြန်ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။အဲ့ဒီလေရင်ကွင်းဟာရွှေတောင်မြို့နယ်ရန်ကုန်ပြည်အဝေးပြေးလမ်းကြီးကိုတိုက်ရိုက်သွားလာနိုင်တဲ့လမ်းတွေဖောက်လုပ်ထားပြီးလေရင်ကွင်းဘေးမှာလည်းအမြောက်တပ်တွေချီလင်တပ်များစွာ ရှိနေတယ်လို့လည်းသိရပါဗျ။အေကတောင်ကုတ်လမ်းပိုင်းကနေတဆင့်ပဲခူးတိုင်းတွင်းကိုဝင်ရောက်လာနေတာဖြစ်ပြီးမိုးထီတောင်စကန်ကိုဇန်နဝါရီလ26ရက်နေ့ညောင်ကျိုး းတက်စကန်ကိုမလ14ရက်နေ့တို့မှာအတီးတီးသိမ်းပိုက်ခဲ့ပြီးရတဲ့နောက်မှာ AA ရဲ့ထိုးစစ်ကဘကိုးတိုင်းအတွင်းကိုတိုးဝင်လာနေရလို့လည်းသိရပါတယ်ရှင်။ရန်ကုန်ကသတင်းတပုတ်ကိုကြည့်အောင်ပါ။ရန်ကုန်တိုင်းအတွင်းမှာဘေးတွဲဆိုင်ကယ်တွေကိုဖမ်းဆီးပြီးစစ်တပ်အတွက်သတင်းပေးလွတ်ဖို့နဲ့စစ်မှုထမ်းတပ်သားစုဆောင်းပေးဖို့ PRP ချင်းချောက်မှုတွေဖြစ်ပွားနေရလို့ဘေးဒရက်ဆိုင်ကမောင်းသူအချို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။မလ13ရက်နေ့မနေ့9နိုင်လောက်မှာ တင်ငန်းကျုံမြို့နယ်ဖျားလန်မှတ်တိုင်နယ်ဇမူဒိတ်လမ်းထိပ်မှာအရဝတ်လက်လက်ကင်ပြူစောထီတွေကဘေးတွဲဆိုင်ကယ်တွေကိုဖမ်းဆီးပြီးငွေညစ်ကငွေမပေးနိုင်ရင်ဆိုင်ကယ်ကိုသိမ်းယူသွားတယ်လို့လည်းသိရပါဗျ။ဆိုင်ကယ်သိမ်းယူခံရသူတွေကိုစစ်တပ်နဲ့ရဲတွေကတရင်ပေးလုပေးဖို့နဲ့စစ်မှုရန်တပ်သားစုဆောင်ပေးမယ်ဆိုရင်ဆိုင်ကယ်တွေကိုပြန်ပေးမယ်ဆိုပြီးသိမ်းသွင်းစည်းရုံးနေရလို့လည်းဒေသပြည်သူတွေကရန်ကုန်ခေတ်မီဒီယာကိုပြောပါဗျ။အလားတူဒလမြို့နယ်လှိုင်းတရမြို့နယ်ဒဂုံမြို့တဲ့ ့နယ်တို့မှာလည်းစစ်တပ်နဲ့ရဲတွေကဘေးဒရက်ဆိုင်ကယ်တွေကိုစီမံချက်နဲ့အရေးယူပြီးစစ်ကောင်စီကဖွဲ့စည်းနေတဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေမှာပါဝင်ကာစစ်မှုထမ်းတပ်သားစုဆောင်းပေးဖို့စီရင်နေရလို့လည်းလှိုင်းသာမြို့နယ်မှာဘေးဒရက်ဆိုင်ကယ်မောင်းနေသူတို့ကပြောပါရတယ်။ဒါအပြင်စစ်ကောင်စီကတာကေတမြို့နယ်တွင် ဘေးတွဲဆိုင်ကမောင်းနေသူအချို့ကိုတရင်ပေးဖြစ်မွေးမြူပြီးစစ်မှုထမ်းခိုင်းရမဲ့လူငယ်တွေရှိနေတဲ့နေအိမ်တွေကိုလိုက်လံစစ်ဆေးခိုင်းတာအေဇင်းနဲ့လာနေတဲ့လူငယ်တွေကိုထောက်လန်းခိုင်းတာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါရဲ့ရှင်။ ဒီတစ်ခါမှာတော့ကုလသမဂ္ဂစာနာရိတ်ခါအစီအစဉ် WFP ကရန်ပုံငွေမလုံလောက်တော့တာကြောင့်မြန်မာနိုင်ငံကလူရည်တသန်းအတွက်စာနာရိတ်ခါအထောက်ပံ့တွေကိုရပ်ဆိုင်းတော့မယ်လို့မနစ်ကတရားဝင်သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်မြန်မာနိုင်ငံတွေပဋိပက္ခတွေကြောင့်နေရက်စွန့်ခွာရွှေ့ပြောင်းမှုတွေနဲ့သွားရောက်ကူညီခွင့်ကန့်သက်ချက်တွေတွန်းမြင့်လာတာကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်ပုံမများပြားလာနေတဲ့အချိန်မှာအခုလိုအထောက်ပံ့တွေရပ်ဆိုင်းလာတာလည်းဖြစ်ပါတယ်။လက်ရှိမှာရန်ပုံငွေအစ်စ်မရရှိရင် WFP ကအသက်9နှစ်အောက်ကလေးတွေကိုဝန်ဆောင်တွေ note တိုင်မိကွန်းနေနဲ့မတန်ဆွမ်းသူတွေပါဝင်တဲ့လူရေ3000ခွဲခန့်ကိုသာအကူအညီတွေပေးနိုင်တော့မယ်လို့လည်းဆိုထားပါဗျ။အထောက်ပံ့တွေရပ်ဆိုင်းတာဟာရိုဟင်ဂျာတွေပါဝင်ရခိုင်ပြည်အလဲပိုင်းကနေရွှန့်ခွာသူတသိန်းကိုပါထိခိုက်မှာဖြစ်တယ်လို့လည်းသိရပါဗျ။ဒ WFP အနေနဲ့ကတော့မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ကြေဒီကိုတိုင်းဆက်လက်စ조사လှုပ်ဆောင်နေမှာ ဆိုပေမဲ့လည်းအကူအညီတကယ်လိုအပ်နေသူတွေစီကိုအကူအညီတွေဆက်လက်ပေးနိုင်ဖို့အတွက်ရန်ပုံငွေတွေချက်ချင်းလငယ်ရရှိဖို့အရေးကြီးနေတယ်လို့လည်း WFP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကပြောပါတယ်အခုနှစ်မှာမြန်မာပြည်သူတွေအတွက်အသက်ကယ်ဆယ်ရေးရိခါထောက်ပံ့ရေးကိုဆက်လက်ပေးအပ်နိုင်ဖို့အတွက် WFP က American Dollar တန်း60အရေးတကြီးလိုအပ်နေတယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံမှာလူရေ15.2တန်းခန့်ဟာတနစ်တာစနစ်ကလိုအပ်ချက်ကိုမပြည့်နိုင်တဲ့အရေးကိုကြုံတွေ့နေရပြီးအရင်နှစ်တွေမှာရှိခဲ့တဲ့လူရေ73.3တန်းကနေတိုးမြင့်လာတာလည်းဖြစ်ပါတယ်။ဒါအပြင်လူရေ2.3တန်းဟာလည်းစာလောင်မုတ်သိမ့်မှုဒဏ်ကိုအရေးပေါ်အခြေအနေထိရင်ဆိုင်နေရလို့ WFP ကထုတ်ပြန်ကြေညာထားပါတယ်ရှင်။ မကွေးတိုင်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းရေစိုးမြို့နယ်တာကောင်ရွာမရွာမှာအကြမ်းဖက်စစ်တပ်ကပြည်သူ၁၉ဦးကိုတပ်ဖြတ်ခဲ့ပြီးအသက်ခံရသူတွေထဲမှာအသက်65နှစ်အရွယ်ရှိတဲ့ဦးချစ်မောင်ကိုခေါင်းဖြတ်တပ်ကငုတ်တိုင်မှာခေါင်းကိုစိုက်ထုတ်ခဲ့တယ်လို့ ရေဂျိုတောင်ရှိ info company အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကနေ12ရက်နေ့ထိရေဂျိုမြို့နယ်တာကောင်ရွာမှာကြေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းတို့ဝန်ရောက်စီးနှင်ခဲ့တာမွေနောက်တောင်းချမ်းခဲ့တာလည်းဖြစ်ပါရယ်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းထွက်ခွာသွားပြီးရဲ့နောက်မှာဒေသခံပြည်သူတွေဟာကြေးရွာအတွင်းကိုပြန်လည်ဝန်ရောက်ချိန်မှာနှိမ့်ဆက်မီးရှို့တပ်ဖြတ်ခဲ့တဲ့ပြည်သူ၁၈ဦးရဲ့ရုပ်လောင်းတွေကိုတွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီရုပ်လောင်းတွေထဲမှာ အတိပြုတ်နိုင်တဲ့အလောင်း15လောက်ပါဝင်ပြီးအကျန်းဖက်စစ်တပ်ဖမ်းခေါ်လာပြီးတဲ့နောက်မှာတောင်ကောင်ရွာမမှာတပ်ဖြတ်ခဲ့တဲ့အလောင်း2လောင်းကိုတော့ဘယ်သူဘယ်ဝါမသိရသေးဘူးလို့ရေစိုးတောင်းရှိ info ကော်မတီကတာဝန်ရှိသူတို့ကပြောပါရတယ်။ဒါအပြင်အကျန်းဖက်တပ်သားတွေဟာ တာကောင်ရွာမမှာတက်ဆွဲနေထိုင်စဉ်တွင် နေအိမ်တွင်ပြည်သူပိုင်ရွှေငွေအပါဝင်တံပိုးကြီးပစ္စည်းတွေကိုလည်းမှွေနှောက်ယူဆောင်သွားသလိုအိမ်မွေးတရိတ်ဆန်တွေကိုလည်းတက်ဖြတ်ချက်ပြုတ်စားတော့သွားရလို့လည်းသိရပါတယ်ရှင်မန္တလေးတိုင်းတရင်တပုတ်ကိုတင်ဆက်ပေးကြပါရယ်မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာရွာကလူစီကားရဈေးဆိုင်တန်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလင်းနဲ့ဘုံကျဲတက်ခိုက်ခဲ့တာကြောင့်ခလင်းငယ်နှိုးပါဝင် ပြည်သူ28ဦးဟာတေဆုံးခဲ့ရတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကသတင်းထုတ်ပြန်ထားပါဗျ။မလ14ရက်နေ့မွန်လွယ်3နိုင်လောက်မှာစင်ကူးမြို့နယ်လက်ပံလာကျေးရွာကလူစီကားရာဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခိုက်မှုတွေကလင်းငယ်နှစ်ဦးအပါဝင် ပြည်သူ29ဦးဟာတေဆုံးခဲ့ရတာဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူ30ဦးဝန်းကျင်ခန့်ရှိရလို့လည်းသတင်းထုတ်ပြန်ထားပါတယ်။အလားတူမက်လာ၄ရက်နေ့ကလည်း စင်ကူးမြို့နယ်လက်ပံလှကျွရကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူ၂ဦးဟာသေဆုံးခဲ့ရပြီးထိခိုက်ဒဏ်ရာရှိသူတွေလည်းရှိပါသေးတယ်။အကြမ်းဖက်စစ်ကောင်စီကတော်လင်းတပ်ဖွဲ့တွေထိန်းချုပ်စုမိုးထားတဲ့နေမျိုးတွေက ပြည်သူတွေကိုပြစ်မှတ်ထားပြီးလေချောင်းတက်ခတ်မှုတွေကိုပေါ်ပေါ်ထင်းထင်းပြုလို့ကျွလွန်လာတာကိုလည်းတွေ့ရှိရတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မွန်ပြည်နယ်ရေးမြို့ကအကြက်ဖက်စစ်တပ်ရဲ့ခလာရဆက်ကိုတရင်မှာတာဝန်ထမ်းဆောင်နေတဲ့တပ်ကြက်ကြီးတို့အပါအဝင်တပ်သားစုစုပေါင်း6ဦးဟာရေးဘလူးတရင်စီမှာလက်လက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာခဲ့ရလို့ရေးဘလူးအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်မတ်လ14ရက်နေ့မှာခလာရဆက်ကိုကတပ်ကြက်ကြီးဇူလိုင်ထင်းနဲ့သူနဲ့အတူတပ်သား9ဦးဟာ M3 တနတ်တလက် G-Boss နှစ်ပေါင်း ကြည60နဲ့အတူလာရောက်အလင်းဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအလင်းဝင်လာတဲ့တက်ကြကြီးကိုဇူလန်သေးတို့6ဦးကိုစုငွေကျပ်သိန်း30ချင်းမြင့်ပေးအပ်ခဲ့လွယ်ရေးဘလူးအဖွဲ့စီကနေသိရပါတယ်။နောက်ထပ်လည်းအလင်းဝင်ခြင်းသူတွေရှိလာရင် ရေးဘလူးအဖွဲ့ Facebook လူမှုကွန်ရက်ကောင်းကနေတစင်ဒိုင်းရိုက်ဆက်သွယ်ပြီးအလင်းဝင်လို့ရတယ်လို့လည်းရေးဘလူးအဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ thank you